ေးဗစ်ရိုင်ယန်နဲ့ဒီကလန်ရိုက်တို့ရဲ့ထိတ်တန်းဆွမ်းဆောင်ရင်သာမပြတ်သားနိုင်ခဲ့ရင်ကျွန်တော်တို့ United ကိုဂိုးပြတ်တောင်ရှုံးသွားနိုင်အားကြောင့်လေဒီနေ့ပွဲစဉ်မှာအာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှုတွေအများကြီးရတယ်။ဒါပေမဲ့တကယ်တကယ်ကိုဘောက်ကိုကန်သွင်းပြီးတော့ efficient တကယ်ဖြစ်သွားတဲ့အသင်းက United ဒီနေ့ United အသင်းရဲ့တက်စစ်ကစားမဟော်လန်ဖြုံတီးလွန်းလို့တာဟော်လန်ညမှာအခြားထိတ်တန်းတက်စစ်ကစားမတူးသားဆိုရင်တော့မတွေးရစရာပဲတစ်ဖက်မှာလဲ Raya ရဲ့ထိတ်တန်းလက်ဆွဲအောင်ကြိုးချီကျူးရမယ်နှစ်ချက်ဆင့်ပုတ်ထုတ်သွားတာဒီကောတစ်ဖက်ကအလင်းမြန်ပေးပိတ်ွားတာမျိုးကိုချက်ချင်းပုတ်ထုတ်သွားတာဒီကော Raya ဒီနေ့ဘွဲမှာတော်တော်လေးကောင်းတယ်ပြီးတော့ဘားရှော့အလုံးတွေပုတ်ထုတ်တာမျိုးတွေကိုဒီနေ့ဘွဲမှာ Raya သားမကင်ကျိုးဒီတက်မကိုရောက်ဖို့တော့မရှိဘူးတစ်ဖက်မှာလဲ ဒီ clan right ကိုလည်းကျွန်တော်ကောင်းကောင်းလေးချီးကျူးရမယ်အသင်းအတွက်တေးကြနေနိုင်လောက်တဲ့ဂိုးကိုကန်သွင်းသွားတယ်။သူကမကန်ရင်လည်းကျန်တဲ့ player ကန်မဲ့သဘောမရှိဘူး။အဲ့နောက်မှာပါတီတော့သူ့ဘေးနားမှာရှိတယ်။ဒါပေမဲ့အဲ့ဘောလုံးသူတေချာတောင်းတယ်။တော်သေးရဲ့သူတောင်းနေရကိုဘေးက United player တွေ marking လာမကတ်တာပဲကျေးဇူးတရမယ်။အဲ့ဒါကို Timber ခင်းပေးတယ်။ဒီ clan right ကအဝေးတောင်းကိုလှမ်းကန်တယ်။ Arsenal အသင်းက United ကို position အသာယူပြီးတော့ဖိဖိစီစီစော့တာ။တကယ်ဦးမှာလုံးဝဇုံအားလုံးထိန်းချုပ်ပြီးစော့တာ။ ဒါပေမဲ့ခိုးရသွားတာက United အဲ့အချိန်မှာကျွန်တော်ဘောလုံးပွဲ live ကပြုတ်ကျသွားတာဖြစ်တဲ့အတွက်ကျွန်တော် live ပြန်တင်မှုလုပ်နေတဲ့အချိန်မှာပဲဒီဥစ္စာကဂိုးပေးလိုက်ရတယ်ဗောလေအဲ့ဒါကျွန်တော်ပြန်ကြည့်တဲ့အခါမှာဟိုပြစ်ဒဏ်ဘောကနေပြီးတော့ Bruno Fernandes ကကန်သွင်းသွားခဲ့တာကောင်းလိုက်တာဗျာတကယ်အာဆင်နယ်မှာလိုတာအဲ့လိုမျိုးပြစ်ဒဏ်ဘောတွေ free kick တွေကိုကောင်းကောင်းကန်နိုင်တဲ့ player လိုတာအခုကျွန်တော်တို့ရဲ့ captain လက်ပတ်ကြီးဝတ်ထားတဲ့ Martin Odegaard free kick မရတာ ကြာလာနေပြီကျွန်တော်မာတင်အိုဒီဂတ်နဲ့ပတ်သက်ပြီး free kick ရတာကအဲ2021လား22လားအဲ့လောက်တုန်းကတခါ Norwich ဘက်ကိုသွင်းနိုင်တယ်တူတယ်ကျွန်တော်သိမမှတ်ပြီးတော့အဲ့တော့တခါပဲ Arsenal တင်းမှာကို free kick ခံတဲ့နောက်ဆုံး player က Saka လို့ထင်တယ်ဂိုးရတာပေါ့လေအဲ့ဆို Arsenal တင်းမှာကအဲ့လို free kick ခံနိုင်တဲ့ player တွေလိုအပ်တယ်ဒီနေရာမှာတကွ Arsenal အကြောင်းမပြောခင်မှာ United အသင်းရတဲ့ chance တွေကိုကောင်းကောင်းအသုံးချသွားတဲ့အပိုင်းကိုတော့တကယ်ကြီးကျူးရမယ် အာဆင်နယ်ကဂိုးပေါက်ကန်သွင်းမှု18ကြိမ်ရှိတယ်။ဒါပေမဲ့ position 38ရာခိုင်နှုန်းပဲရှိယူနိုက်တက်ကဂိုးပေါက်ကန်သွင်းမှု10ကြိမ်ရှိတယ်။ဂိုးပေါက်တက်မှုမှာတစ်ဖက်ကို6ကြိမ်သီရှိတယ်။ big chance create ယူနိုက်တက်က2ကြိမ်အာဆင်နယ်က3ကြိမ်။ corner အာဆင်နယ်က6ကြိမ်ကန်ဝင်ရတယ်ယူနိုက်တက်က2ကြိမ်ပဲကန်ဝင်ရတယ်။တယ်ကန်ဘောမှာလည်းဇာတူနီပါအခွင့်ရေးရတယ်။ဒါပေမဲ့ free kick ကနေစဉ်ဂိုးသွင်းသွားတာက Bruno Fernandes ။ Holland ကမညံ့ခဲ့ရင်ကျွန်တော်တို့ရှုံးသွားနိုင်တယ် ကိုပြင်ရလို့ရှိရင်ကျွန်တော်တို့3 1 2ဆိုတော့ရလိုက်မျိုးနဲ့ကျွန်တော်တို့ Ultra Four မှာရှုံးအောင်ရှုံးသွားနိုင်တယ်။ဘာကြောင့်လဲ။ဒီနေ့ Arsenal ကျွန်တော်တို့ PSV အသင်းနဲ့ပွဲစဉ်မှာမြင်ခဲ့တဲ့ Champion League ဝိညာဉ်စီးနေတဲ့ Arsenal မဟုတ်ဘူး။ဒီနေ့ Arsenal က West Ham တို့ Forest တို့အသင်းနဲ့ပွဲစဉ်မှာကန်ခဲ့တဲ့ဂိုးမိုးခေါင်နေတဲ့ Arsenal ဒီနေ့ပွဲစဉ်မှာတကိုးပြင်ရကတော်တော်အဆင်ပြေသွားတာနော်။ရှုံးမှရှုံးတော့ဖို့တော်တော်လေးနှီးစက်ခဲ့တာ။ကျွန်တော်တို့ဂိုးပြင်ရခဲ့တာဒီ 84မိနစ်မှာကျွန်တော်ကိုးရခဲ့တာကျွန်တော်ကိုးပေးခဲ့ရတာကပထမပိုင်း45မိနစ်မှာကျွန်တော်ဒုတိယပိုင်းတော့ငါတို့ကိုးဒီအနိုင်ကိုးရောရနိုင်ကောင်းရဆိုကျွန်တော်ကြည့်ရဒါပေမဲ့မိနစ်80ကျော်လာတဲ့အချိန်မှာတော့တေးတမက်ရလည်းမစိုးဟောင်ဆိုပြီးကျွန်တော်ကြည့်ရတီဖြစ်သွားဘာကြောင့်လဲအဲ့လိုမျိုးကြိုင်းကြိုင်းနဲ့ကျွန်တော်ရှေ့မှာဂိုးမရခဲ့တဲ့ပွဲစဉ်တွေရှိရဖြစ်တဲ့အတွက်အဲ့တော့84မိနစ်မှာတော့ဂျူလီယန်တင်မာဖန်တီးပေးတာကိုဒီဂရန်ရိုက်ကပယ်ရတီအေရီယာစ်ဘောက်အဆက်နားနေပြီးတော့ ကန်သွင်းသွားတယ်တော်တော်လေးကောင်းတဲ့ကန်ချက်ပါပြီးတော့တစ်ဖက်မှာ David Raya ထိတ်တန်းလက်ဆွဲနေပြတ်တာနေလို့တစ်ဖက်မှာလည်း Onana က Arsenal ရဲ့ကန်သွင်းချက်ဒီကိုပုတ်ထုတ်သွားရှိ Arsenal အသင်းဒီနေ့ဘာကြောင့်ဝိဝါလဲဆိုတော့ကွေးလယ်မှာပါတီပုံမှန်ခြေစွမ်းအောင်ရောက်သွားတာဖြစ်တယ်လို့တစ်ဖက်ကဒီဝင်ရကစားမလို့ Trossard နဲ့ Vanity တို့ရဲ့ခြေစွမ်းအားနေသွားတာလည်းပါတယ် Trossard နဲ့ Vanity အလုံးမဖြစ်တဲ့ပွဲဆို Arsenal ကသွားယူပဲရှေ့မှာဘလောက်ပဲလမ်းပြန်နေအောင်ကောင်းပါတယ်ပြောပြော ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာမာတီနယ်လီလေးပြန်ပြီးဆော့နိုင်တာတော့ကျွန်တော်တို့အတွက်ဆိုရင်တော့အမျက်လို့ပြောလို့ရတယ်။ဒီကလန်ရိုက်နဲ့ရာယာကြောင့်ကျွန်တော်တို့တေးတမက်ရတယ်။ရှုံးမှရှုံးသွားရင်တော့တကယ် United တို့အတွက်ဆိုရင်တော့ဒါဂုံတုမှတ်တောင်ဖြစ်သွားနိုင်တယ်။အခုလေတေးကြတာက United တို့ရဲ့ဆိုရင်တော့ဒါအောင်မြင်တဲ့အနေထားပဲ။ဘာကြောင့်ဆိုဒီပွဲမကန်ခင်က United ပေးသက်တီတော်တော်များကအာဆင်နဲ့နိုင်သွားနိုင်လောက်တယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့လေ။ဒါပေမဲ့ကျွန်တော်တို့ကလည်းအနိုင်ရမယ်ဆိုတဲ့ feeling မျိုးတော့ရှိပါတယ်။ ဒါပေမဲ့ United နိုင်ပါတဲ့အချိန်မှာအာဆင်နယ်အခွင့်အရေးယူနိုင်မှုကတိတ်အဆင်မပြေသလိုအာဆင်နယ်နိုင်ပါတဲ့အချိန်မှာ United ကိုအနိုင်ကန်နိုင်ခဲ့တာတွေလည်းရှိခဲ့တာပဲ။ Ubami ရဲ့တလုံးတစ်သောဂိုးနဲ့ပါကြကျွန်တော်တို့ဟိုတော်တော်လေးတက်ပြတ်နေအချိန်မှာတော့မှအနိုင်ကန်ခဲ့ဘူးတာဟုတ်။အဲ့တော့အာဆင်နယ်တင်းနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ကန်ဖို့သွားပြီမယ်လေ။ဇုံလေးအလုံးထိချုပ်ခဲ့ပြီမယ်လေ။ United ရဲ့ Captain ဘရူနိုဖာနန်ဒက်ကဖရီကစ်ဝင်သွားပြီးနောက်မှာအာဆင်နယ်ဒီယူနိုက်တက်ကပြန်ပြီးဖိအားပေးတာတော့မှဒုတိယမှာခံခဲ့ရတယ်။အိုင်ဒါတော့သူ့ရဲ့ပိုဇီရှင်အတားယူပြီးဆော့တဲ့ကစားဟန်တိုင်းသွားတာပဲ။အဲ့ဆိုဒီနေ့ပွဲစဉ်မှာကျွန်တော်လူစင်းအခင်းချင်းလေးတစ်ချက်ပြောလိုက်အောင်။အိုင်ဒါထုတ်လာတဲ့လူစင်းကတကယ်တော့တကယ်အကောင်းဆုံးလူစင်းပဲ။စကယ်လီညာမှာသုံးလာခဲ့တဲ့ကာလာဖီယူရီယာလွှဲရင်ကျန်တဲ့နေရာတွေအားလုံးကလက်ရှိအာဆင်နယ်ရဲ့အကောင်းတကအကောင်းဆုံး player တွေပဲထုတ်လာတာ။ဒီဘွဲကိုအိုင်ဒါအနိုင်ခံဖို့ရှီမန်းထားတာ။ တစ်ဖက်မှာလည်းဒီဂျိုးရှုအဆက်စီးနဲ့ဒီဂါနာချိုအက်ဒီဆင်အဲ့လိုအတွဲမျိုးကိုတုံးသွားတာဟော်လန်ကတော့နောက်မှလူစားလဲဝင်လာပေါ့လေဒါပေမဲ့ဆက်စီကတော့တေချာလေးအာဆင်အသင်းခံစစ်ကိုကျော်ဖြတ်နိုင်ခဲ့ကြတော့မရှိဘူးဒီနေ့ပွဲစဉ်မှာသူတို့ဘက်မှာလူစားဝင်ပြီးဆော့သွားခဲ့တဲ့ Aiden Heaven ဆိုတဲ့အာဆင်အသင်းရဲ့ကစားသမားဟောင်းလေးကလည်းမဆိုးပြုတ်လို့ရတယ်မာတီနယ်လီ1 by 1နေပါချုပ်ပါခဲ့တာတချို့ quick transition တွေမှာအာဆင်အသင်း player တွေပေးတဲ့ဘောလုံးကလိုရာမရောက်ဘူး အာဆီနမှာတစ်ခါကြီးရင်လေဖေဗီယိုဘီယေရောင်ကိုကျွန်တော်သတိရတာအဲ့ဒီအပိုင်းနေ quick transition စပြီးဟေးဆိုရင်ပြေးမဲ့ပလီယာရဲ့လမ်းကြောင်းလေးကိုဘောလုံးမချပေးနိုင်တာလိုသွားတာနဲ့ပိုသွားတာနဲ့အခုဒီနေ့ပွဲစဉ်မှာအာဆီနယ်သင်းမှာမြန်နှုံးမြင့်မာတီနယ်တို့ပလီယာမျိုးပြန်ပါလာတော့မှကိုမရဘူးမာတီနယ်တော်တော်လေးစူးစားတယ်အထူးသဖြင့်အီတန်ဝန်နေဒီပုံမှန်ခြေစွမ်းအောင်ရောက်နေတဲ့အချိန်မှာလဲပြီးသူ့ထည့်လိုက်တာကအညာဘက်တောင်မှတော်တော်လေးပြန်ပြီးတက်လာတယ် ကျွန်တော်တို့84မိနစ်မှာဝမ်းဝမ်းဖြစ်သွားတော့လေကျွန်တော်တို့အချိန်လေးကောင်းလောက်တဲ့နိုင်ကိုရနိုင်လောက်တဲ့ထင်းနေချိန်မှာပဲတချို့ quick transition တွေကနေခိုးပြန်ပေးရဖို့နီးစပ်သွားသေးတယ်။ main လို့အမှားတစ်ချိန်လောက်တာကန်ကောင်းလို့ဗျာဒီ granite penalty spot ပေါက်ထဲမှာအဲ့ဒါနောက်ကနေနှိုက်သွားတာကျွန်တော်ကပထမဆာလီဘာနှိုက်တယ်မှတ်တာဘယ်ဟုတ်မလဲ royal ဟိုဒီ granite ကိုယ်တိုင်ဝင်ပြီးရှင်းသွားတာနောက်တစ်ချက်ကဒီအပြေးဝင်ပိတ်တဲ့ကန်ချက်တွေဒီထွက်လာတဲ့ဟာမျိုးတွေကိုနှစ်ချက်ဆင့်ပြီးတော့ david raya ပုတ်ထုတ်သွားတာတော်တော်လေးကောင်းတယ် အော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Manchester United ပိတ်သက်တီအတွက်ဆိုရင်တော့တကယ်ကိုအားမလို့အားမရပဲ19နဲ့ပွဲလုံးတော့သူတို့ခန်းစားသွားတယ် Arsenal ပိတ်သက်တီအတွက်ဆိုလို့ရှိရင်တော့ငါတို့တေးတမတ်ရတာတော့မှတော်တော်လေးအဆင်ပြေပါဆိုတဲ့ဖီလီမျိုးဒါရိုးသားသားဝန်ခံတာကျွန်တော်ဆိုလဲဒီလိုတည်ရဖြစ်သွားတာကဩတော်သေးတာပေါ့ကွာဆိုတဲ့ဖီလီမျိုးဒီထက်ပိုပြီးလောဟကြီးပြီးနိုင်ဖို့အထိတွေးခဲ့ပြီမဲ့တေချာပြန်ပြီး overall ပြန်ချင်ကျွန်တော်နိုင်ဖို့မထိုက်တန်ခဲ့နိုင် လောက်တဲ့ဂိုးပေါက်တိတိကျကျကန်ပြီးတော့ဟာကနေဟင်နေဖြစ်သွားလောက်တဲ့အနေဓာတ်တွေမရှိဘူးပြောလို့ရတယ်။ကန်သမျှအလုံးတွေကလည်းချော် process ဆိုလဲဖြုံးလာမမီးနဲ့ဘေးတွေပြကန်ထွက်တာ။မာတင်အိုဒီဂတ်ကတော့ဒီနေ့ပွဲစဉ်မှာပုံမှန်ခြေစွမ်းအောက်ကိုပြေရောက်သွားတယ်ပြောရမယ်။သူ link ကတွေ့တာဒီကိုလုံးအရင်းအနှွဲဒီဒါဗီမဲ့ attacking midfield ကစားသမားတဦးရဲ့ duty ကဘောလုံးလမ်းကြောင်းတွေကိုရှင်းထုတ်ပြီးတော့ပြိုင်ဘက်ခံစစ်နောက်ကျောကို aggressive ဖြစ်တဲ့ pass တွေပေးရမှာ။ နော်မယ်ဘတ်စ်တွေပေးတာကကပရင်တယောက်ကတောင်းအောင်မဟုတ်ဘူးကပရင်တယောက်ကဂျူတင်မဟုတ်ဘူးသွင်းကိုဖန်တီးမှုနဲ့ကြာနေတဲ့အသင်းရဲ့တံပိုးပြန်ပြီးဆွဲတင်ရမှာမာရီအိုရီကောက်ကို PSV အသင်းနဲ့ပွဲစဉ်ကပုံသဏ္ဍာန်ကျွန်တော်ပြန်မြင်ခြင်းတယ်ကစားသမားရဲ့ခြေစွမ်းတော့အတက်ကျရှိမှာပဲဒါပေမဲ့ဒီရသည်မှာမာရီအိုရီကခြေစွမ်းကြာနေတာကဒဏ်ရာပြီးနောက်ပိုင်းမှာကျွန်တော်ပို့ပြီးသတိထားမိအောင်တွေ့ရတယ်အဲ့ဒါဒီနေ့ပွဲစဉ်မှာတော့ United တို့အနေနဲ့နိုင်ဖို့ထိတော်တော်လေးနှီးစက်ခဲ့တယ်အာဆင်နယ်တို့ကရှုံးဖို့ထိနှီးစက်ခဲ့တယ် ိုင်းမဲ့ဒီတေရလက်ကတော့နှစ်သိန်းလုံးတော်တော်မြတ်တာရဲ့ထင်တယ်။ဘာကြောင့်လို့ဆိုတော့အာဆင်နယ်အနေနဲ့လီဗာပူးကိုပရက်ရှာပေးရဆိုမဲ့လက်ရှိအချိန်မှာ3-4မှတ်กว่าနဲ့နေထားမှု73မှတ်နေထားမျိုးတွေနောက်ပြီးတော့ကျောင်းအနေနဲ့အခု15မှတ်တောင်ဖြစ်သွားပြီလားမသိဘူး။အဲ့လိုနေထားမျိုးတွေမှာပရက်ရှာပေးနေတာအထူးသဖြင့်တော့အဆင့်သုံးက forest out ကိုပြန်မြောက်ဖို့တော့မှစူးစမ်းအနေထားဖြစ်သွားပြီ။အဆင့်တကိုမှန်းမဲ့အနေထားပေါ့လေ။ကျွန်တော်ဆိုရင်တော့ဒီရတီကိုစောစောလေး ိတ်သိမ်းလိုက်ခြင်းပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသင်းရဲ့တက်စစ်ကစားသမားတွေမာတီနယ်လီပြန်လာပြီဆိုမဲ့ဆာကာကလည်းဒီလကောင်လောက်မှပြန်လာမယ့်အနေထား။အဲ့လို့ဆိုဒီပွဲစဉ်ကတော့ United Fighters ဆိုတော့အားမလို့အများဖြစ်တာဗောလေ။ကျွန်တော်တို့ကတော့တေးတမတ်ကတော့ကျွန်တော်တို့အတွက်ဆိုရင်တော့ဟိုဘယ်လိုပြောရမလဲ။အပြောခံမဲ့ဘေးကတီတီလေးကတ်လွဲသွားပြီးပြောရမယ်။ဘယ်လိုပဲပြောပြောပါအဝေးကွင်းလည်းဖြစ်တယ်။ Ultra Four လည်းဖြစ်တယ်။ကျွန်တော်အနေနဲ့ တေတမက်ယူကြီးပြန်လာနိုင်ခဲ့တာကတော့အစ်စ်နှစ်မှာမြဲဖို့အတွက်အကောင်းဆုံးတမက်လူပဲကျွန်တော်ကတော့ထင်ပါတယ်ဒီတိုင်းဆက်သွားလို့မရဘူးနောက်ပွဲစီနဲ့အနိုင်ကံမှဖြစ်မယ်မဟုတ်ရင်တော့ forest ကကျွန်တော်တို့ကိုကြော်တက်သွားနိုင်ပါတယ်အဆုံးထိကြည့်တဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ဒီစီစဉ်လေးကိုဒီကဝင်ကြီးပံ့ပိုးပြီးတဲ့ရှုပ်ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆောင်မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောကို9010666 3936တို့ကြောင့်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ဝေဘုံဝက်ချက်ကြီးမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုရင် YouTube မှာကိုထုပ်ပေါ်ရှုပ်ရိုက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် Iver Coach Go Sport Internet 9000လုံးမြစ်တို့ကိုလည်းကစားလို့ရနေပါပြီကိုဆိုင်ရလည်းဘောလုံးပွဲတွေ live ပြနေကိုကျွန်တော်မနေ့ကညတင်ပေးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်သူပြတော့မှာပဲကျွန်တော်ပြန်ပြီးတော့ live ပြန်လွှင့်လို့ရခဲ့တာပေါ့လေ